နှကုံးကကိုကအထကျုပ်ဆက်ုံစင်းတယ်တကျုပ်ဆက်ုံစင်းတဲ့အခါကျတော့ဆရာမင်းညို့စုံနဲ့ပွဲမှာစုံတယ်ဆရာကကျွန်တော်တချင်းလေးလေးဝါသနာပါတယ်ကျွန်တော်အဲ့လိုစုံနေကြရှိတယ်အဲ့တော့ဆရာကျွန်တော်အဲ့ပွဲတော်ပွဲစုံလိုက်တယ်ဖြစ်ချင်တော့နောက်ထပ်ပွဲတော်ပွဲထပ်စုံတယ်ဟာမင်းကလည်းငါ့ကိုဖုံးမဆက်ဘူးတဲ့ဒီလိုတကြောင်ပဲတဲ့အမဟုတ်ဘူးဆရာကျွန်တော်ဆက်ုံစင်းနေရလို့ပါအဲ့ဆိုရင်လည်းမင်းကိုဆက်သွားရမယ့်ဖုံးငါ့ကိုပေးတဲ့အဲ့ရနေစပြီးတော့မှပန်းတော့ဝင်ရပြန်ခဲ့မယ့်အခွေကိုဆရာမင်းညို့စုံက အခုအဲ့ပထမဦးဆုံးသူ့ပစံနဲ့သူထုတ်ပြီးတော့သူ့ပစံနဲ့သူသူ့အကုန်ညခံပြီးတော့ကိုယ်အဲ့ခွေလုတ်ပေးတာအဲ့တော့အခုအဲ့တော့အခုဟိုအထည်ချုပ်ဆင်းတာအဲ့တလားဟို၄000လောက်ရတယ်လိုချင်တဲ့ဖုန်းလေးကအချမ်းခံလို့ဆိုရဲဒီရေးလိုက်ပါမင်းအတွက်ခွန်ဒီမှာအာမရှယ်ပါဝင်နေဖုန်းမို့လို့ပြုတ်ချရင်ခွဲအချမ်းခံဆုံးနံပါတ်၁ဖုန်းလုံးနေရင်ရွေးချီလိုက်ခွဲ Don't I know 60 No 60 苏州的茉莉，的美。啊，体感的冷暖关系，没的茉莉，的 လည်းကံနဲ့လည်းဆိုင်နေငန်းကြီးอ่ะအေးအေးကံညာဝရိယနဲ့လည်းအများကြီးဆိုင်တာပေါ့ဒါပေမဲ့တချင်းတစ်ပုတ်ကအခုအမြင်ရပြောရမယ်ဆိုရင်တော့ကံနဲ့အများကြီးဆိုင်တာပေါ့ဒါပေမဲ့ဆရာမင်းညွန်ဆိုစီသူရေးတဲ့တချင်းတွေကအများကြီးရှိခဲ့တယ်ဒါပေမဲ့အကိုနဲ့သွားပြီးတော့တာဟာတာတဲ့တဲ့အေးတချင်းနဲ့မှကိုကလူတိများမှလေအဲ့တော့ချင်းချင်းလေးပဲသူကနေသူဟိုကဒွန်တွဲနေရရှိရယ်လေဆိုင်နေဆိုင်နေဆန်းခိုင်းလိုက် နော်လွမ်းမိုးနဲ့မြန်မာပြည်ဟို sorry လွမ်းမိုးနဲ့ဟိုနိုင်ငံမာနော်ပြီးတော့ဟိုတဟာအောင်နဲ့ကိုမနောကိုပညာဟန်နဲ့ဆရာမင်းညွန့်စိုးပိုင်သက်ကြောင်နဲ့ဆရာမင်းညွန့်စိုးသူကသူသူကသူကသူသူကန်နဲ့သူသူသူတဟာသာသာသူတဲ့ရတဲ့ဟာသူသွားတာဟိုသူကန်နဲ့သူသွားတာဟိုကန်သူအကျိုးပေးတဲ့အခါမျိုးရှိတာဟိုအဲ့တော့ ဆရာကျောင်းကလည်းဘယ်တော့ပဲကောင်းတဲ့သချင်းတွေပဲရေးရေးအကိုနဲ့မှအကိုဆိုမှအဲ့သချင်းကလူသိမဲ့သချင်းကလူတိသွားမှာပဲအဲ့တော့ဆရာကျောင်းဘယ်တော့ပဲကောင်းရေးလာရေးလာဟိုအဲ့ဘယ်လိုကြောင့်လဲကန်ကြီးမဆက်လို့ရှိရင်အဲ့သချင်းကဘယ်တော့ကောင်းတဲ့လူပဲဆိုဆိုပြည့်တတ်နားတဲ့ရောက်ချင်မှရောက်ပါလေအဲ့လိုအပိုင်းကြီးလည်းအများကြီးရှိတာတော့အခုကချင်းချင်းလေးပဲကန်တူအချိုးပေးဆိုတဲ့အပိုင်းတွေကလည်းအများကြီးရှိတာပေါ့ကောင်ကြီးအဲ့တော့ကြောင့်မလို့ဆရာကျောင်းကလည်းဘယ်တော့ပဲကောင်းရေးရေး သူ့ရဲ့ဆိုတဲ့အဆိုတော်ရဲ့ပုံစံဟန်နဲ့ဆရာကျောင်းကလည်းကြည့်ပြီးတော့ရေးတဲ့အပိုင်းတွေအများကြီးရှိတာဟုတ်သူကတော့ဆရာကျောင်းကတော့ပြောပြောသေးတာအများကြီးမလို့ဘူးဒီဒေတာလောကမှာတေးဆရာလောကမှာသူကလည်းဆရာတဆူပဲဘယင်တဆူလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူကန်တဲ့သူဆက်အောင်ရေးပြတာမျိုးရှိတယ်လို့ပေါ်တချို့တော့ကန်မဆက်တဲ့လူတွေလည်းအများကြီးရှိအောင်ရှိတာပေါ့အဲ့အပိုင်းတွေမှာကြာတော့ကိုရောအနုမြာလောကမှာသူကလည်းသူ ကန်တူအကျိုးပေးဆိုတဲ့အပိုင်းတွေအများကြီးရှိတာကိုဒါကြောင့်လည်းပေးတဲ့ရင်ထဲကိုရောက်ရှိတဲ့သချင်းတွေအများကြီးရှိခဲ့တာပေါ့ငါညင်အဲ့လိုအကြည့်ကလည်းလုံးဝတော့မရှိမင်းတို့ဆိုချင်တော့ဘဝကြီးရရတယ်အကြည့်ကလည်းလုံးဝတော့မရှိမင်းတို့ဆိုချင်တော့ဘဝကြီးရရတယ်ကိုကျွန်တော်ကန်တူအချိုးပေးလို့ကန်တူအချိုးပေးထပ်ပို့ပြီးဆိုးတယ်။ဘာကြောင့်ကန်တူအချိုးပေးထပ်ပို့ဆိုးလဲဆိုတော့ကိုကဒီ နိုင်မင်းအောင်ဆိုတဲ့နေရာတစ်ခုရလာဖို့အတွက်ကိုဆရာကျွန်းနေရကိုကငကောကကိုကထကျုပ်ဆက်အောင်ဆင်းတယ်ထကျုပ်ဆက်အောင်ဆင်းတဲ့အခါကျတော့ဆရာမင်းညွှန်ဆိုတဲ့ပွဲမှာစုံတယ်ဆရာကကျွန်တော်တချင်းလေးလေးဝန္ဒနာပါတယ်ကျွန်တော်အဲ့လိုစုံနေကြရှိတယ်အေးလှုပ်လေကွာတဲ့အမင်းအခွေတခွေလှုပ်ပေါ်တဲ့ငါရေးပြမယ်တဲ့ဟောဘောအော်ရီယိုတခွေမှသူကအဲ့တုန်းက6သိန်းလောက်ပဲရှိတာဟုတ်တခွေသွင်း12ပုတ်ပါတာလေ6သိန်းလောက်ပဲရှိတော့ကွာ6သိန်းမပြောနဲ့ကွာ၄000တောင်မှတလားမရဘူး ကလုပ်ငန်းဝင်ဝင်နေရတာဆိုတော့၄000တော့မရတဲ့ခါကျတော့ဒီ6သိန်းကုန်ဖို့တော့ကကိုကဘလို့မှမျှော်မှန်းလို့မရတဲ့အပိုင်းတွေအများကြီးရှိတာဟုတ်အဲ့တော့ဆရာကျောင်းနဲ့အဲ့ပွဲတော်ပွဲဆုံလိုက်တယ်ဖြစ်ချင်တော့နောက်ထပ်ပွဲတော်ပွဲထပ်ဆုံနေတာမင်းကလည်းငါ့ကိုဖုံးမဆက်ဘူးတဲ့ဒီလိုဒီကြောင်းပဲတဲ့အမဟုတ်ဆရာကျွန်တော်ဆက်ဝင်စင်းနေရလို့ပါအဲ့ဆိုရင်လည်းမင်းကိုဆက်သွယ်ရမယ့်ဖုံးငါ့ကိုပေးတဲ့အခုရွာကအဲ့တော့ကကျတော့ကိုလို့ရှိမှာ ဟွာဘောဟွာဘောဥက္ကရာရင်တိုင်ပဲဖုန်းကြည့်တာဟုတ်အဲ့ခေတော့အဲ့တော့ဥက္ကရာရင်ဖုန်းကွာပေးလိုက်ကောပေးလိုက်တော့တော့ဟွာဘော200 300လောက်ကြာတော့ကိုကသူကဆရာကျော်ဖုန်းဆက်တယ်ဟာတချင်းလေးတွေရှိတယ်တဲ့မင်းလာယူတယ်လာယူပြီးတော့မင်းရတဲ့တချင်းလေးတွေကိုသွားပြီးတော့ဟို GM Studio မှာသွားပြီးတော့အတန်ဆန်းတယ်အဲ့နေရာစပြီးတော့အဲ့လောကထဲကိုရောက်သွားတာပဲအဲ့ရနေစပြီးတော့မှပန်းတော့မွေးရပြန်ခဲ့မဲ့အခွေကိုဆရာမင်းညို့ဆိုကအခုအေးပထမဦးဆုံးသူ့ပဆန်နဲ့သူထုတ်ပြီးတော့ သူပစာနဲ့သူသူအကုန်ညခံပြီးတော့ကိုအဲ့ခွေလောက်ပြီးတာဒါပေမဲ့လို့ခစ်ချင်တော့အဲ့ခွေလေးကကိုရိုဒီရွှေပြည်သားကရွှေပြည်သူတနခါပိုင်ရှင်ဥကျော်ဝင်အန်ဒီဘီဘီတို့ကနေပြီးတော့ဟာလေဒီကောင်လေးမစိုးဘူးတဲ့သူငါအဲ့ခွေထုတ်ပေးခြင်းနဲ့ဆိုပြီးတော့ကိုအဲ့ခွေကိုထုတ်ပေးလိုက်တာအဓိကဒီခွေကိုအဓိကတော့ဒီခွေကိုလုတ်ပြအောင်လို့အရင်ဥဆောင်ပြီးလုတ်ပြတာတော့ဆရာမင်းညွန်ဆိုးပေါ့နောက်ပိုင်းကျတော့အဲ့ ရွှေပြည်သားဟိုရွှေပြည်သားကကျွန်တော်တို့ကိုတို့ဒီရွှေပြည်သူတနခါထုတ်လို့ရဥကြုံဝင်းနဲ့ NBB ရမှာအဲ့အခွေလေးကိုကြိုက်ပြီးတော့သူတို့ကနေပြန်ပြီးတော့ထုတ်ပေးတာအဲ့တော့အကိုအဲ့တော့အကိုဟိုအထည်ချုပ်စင်းတာအဲ့တလဟို၄000လောက်ရတယ်၄000လောက်ပဲရတာပေါ့အဲ့တော့အဲ့ခက်ကလေဟိုလွန်ခဲ့တဲ့ဟိုဟာတော့ပေါ့အသက်ဟိုဘာစက်ကောစက်ချစ်လောက်ကပေါ့ အကုန်းကျတော့ငငယ်လေးတွေကဒီအမှုမညာတဲ့ဝါသနာအမှုမညာဝါသနာပါခဲ့တဲ့လူတွေဖြစ်တဲ့ခါကျတော့အိမ်မက်ကတော့ရှိပဲရှိတယ်ရီမန်းကြလည်းရှိတယ်ဒါပေမဲ့လို့သူ့ရဲ့ကံနဲ့သူ့ရဲ့အကျိုးပေးနဲ့သူ့ဟာသူဒီလူဒီလူနဲ့ဒီချင်းမှာဆုံတွေ့ရမယ်ဆိုတဲ့အကျိုးကံအကြောင်းတရားပါလာတဲ့အခါကျတော့ဆုံတွေ့ခွင့်ရပြီးတော့ကိုဒီလောကထဲကိုရောက်လာတယ်ဒါပေမဲ့ငကိုရင်းကလည်းကိုယ့်ရဲ့အိမ်မက်တွေရှိခဲ့တာပေါ့ဟာဒီဆရာမင်းညွန်ဆိုကြီးနဲ့ငါတွေ့လိုက်လို့ရှိရင်ငါရဲ့ ဆိုတဲ့ပုံစံနဲ့ဆိုလို့ရှိရင်တေချာပေါ့ငါအဆိုတော်ဖြစ်နိုင်တယ်ဆိုတဲ့အိမ်မက်ကရှိခဲ့တယ်လေကိုရဲရှိတာပေါ့အဲ့ဒီအချိန်ကတော့ကိုတို့ကိုပညာဟန်တို့ကိုပိုင်သက်ကျော်တို့ကအဲ့ဒီအချိန်မှာဒီရန်နာမည်ကြီးနေကြပြီဒီရန်နာမည်နာမည်ကြီးနေကြပြီဟိုကကိုကကြတော့သူတို့နဲ့သူတို့နောက်အများကြီးကြတာပေါ့ငါကြီးကအဲ့လိုအဲ့လိုပေါ့လေကိုရဲအိမ်မက်ကတော့ရှိခဲ့ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တော်တော်အလန်းဝေးတယ်အဲ့ဒါမှဂျွာကနေပြီးတော့ ရွာမှာကိုတို့မင်္ဂလာဆောင်ရှိတော့မင်္ဂလာဆောင်မှာသရှင်လာဆိုရင်လည်းဆရာမညွတ်ဆုံးနဲ့ဆုံတာအဲ့မှာကိုကလည်းတယောက်တယောက်ဆုံပြင်းရင်းနဲ့စကားပြောပြင်းရင်းနဲ့အဲ့လိုဖုန်းတစ်ပတ်ရပါရနဲ့အဲ့အဆက်အသွယ်တဲ့အကိုတို့ကဒီလောကထဲအကိုရောက်လာပြီးတော့အကိုလိုနိုင်မဲအောင်ဆိုတာဖြစ်လာတာပေါ့လေအကိုအကိုတို့ငငယ်ရအကိုတို့ကြားနေကြမြင်တွေ့နေကြပဲရှိတာအဲ့လိုဆုံတွေ့ဖို့ဆိုတာတော့မလွယ်ဘူးမလွယ်တဲ့အပိုင်းလည်းရှိတယ်ဆုံတွေ့ဖို့ကလည်းအခွင့်အလမ်းနေတယ်လေ